အားလုံးပဲမင်္ဂလာပါမောင်ဘော်တော်ခဏရဆိုင်းရိုင်းအပိုင်းငါမေဆန်နီဂန်ဒီလေကားရင်းရဲ့ကောင်ဝေယုံအင်ဂျင်အိတ်ထဲမှာအရက်ပလင်းများကလေးကိုထုတ်ပြီးတမော့ကြီးမော်လိုက်သည်ပြီးတော့မှလေကားအတိုင်းတက်လိုက်လာခဲ့သည်သူဒီမင်္ဂလာရဲ့အဆောင်ထဲသို့ဝုန်းကနေဝင်လာပြီးမိရွေကိုဖွင့်လိုက်သည်ပြီးနောက်သူ့လက်ပင်တွင်မြေဆွတ်တဲ့ဝီစီကိုတအားမော့ပြီးအော်ပြော်လိုက်ဟေးကောင်မရေ င်တို့အားလုံးချက်ချင်းထစမ်းထစမ်းဟုတ်ကဲ့ပါဆရာမကြီးထားပါပြီဆရာမကြီးမိန်းကလေးအားလုံးတံမြောင်အောင်ရင်အိယာမကမန်းကနန်းလူလေထားကြသည်ပြီးတော့မိမိတို့ဤကရင်ချင်းတွင်အတီတီတန်းစီရနေကြသည်သူတို့ခြေတော်များတွင်ဖနှက်မပါခြေမရှိ ပိတ်ပါညိုင်းဝိရံတွေကိုဝစ်ပြီးတကောလုံးခက်ခက်တုံနေကြ၏ကဲအားလုံးနားထောင်ဒီကောင်မ မဲဆန်နေကန်ကသူ၏အယိုးကြီးသာရှိသောလက်ညှိုးကိုအင်းနီအောင်တငေါအောင်ထိုးရင်ဒီကောင်မတော့ချင်းရုံလို့နင်တို့အားလုံးကျန်းတိုက်ရမယ်လုံးဝမအိပ်ရတော့ဘူးဒါပေမဲ့အခု9ရက်ရရှိသေးတယ်ဆရာမကြီးတက်စီကအရေးဆုံးရင်ပြောလိုက်သည်အေးငါလည်းသိပါတယ်ဒါပေမဲ့မရဘူးနင်တို့အားလုံးကျန်းပြစ်မှာဒူးထောက်ပြီးကျန်းတိုက်ရမယ်မှန်ကြည့်လို့ရတဲ့အထိပြောင်းလဲနေအောင်တိုက်ရမယ် ကဲလောက်ကြတော့ဟုတ်ကဲ့ပါဆရာပါကြီးကလေးတွေအားလုံးတန်မြန်အောင်ပြောလိုက်ကြသည်ထို့နောက်အခန်းတော်ရှိကျောင်းရင်ထဲမှာရေပုံများနဲ့ brush များကိုတိုးဝေယူငင်လာကြပြီးတော့ရေခန့်ရထွက်သွားကြသည်ခါတိုင်းလေးအဆောင်ချမ်းမြင့်ကိုတပတ်လျင်ကျင်းပေါင်းများစွာတိုက်ကြ၏ဒီဟာမလေးတွေဘာဖြစ်လို့မိွားမဲ့ဖြစ်ချင်းကြလည်းမသိဘူးငါတော့စဉ်းစားလို့တော့ရပါဘူး မစ်ဆန်နီဂန်ကအောက်ထပ်သွတ်ပြန်ဆင်လာရင်သူ့ဘက်သာသူရေရွပြောဆိုသွားသည် ထို့နောက်ကလေးတွေအတွက်နနက်စာရေလုံးပြိုဟင်းချက်ရင်မိဘကံမတ်သူရှောက်ထွက်သွားလေငါကြောင့်ဒီလိုဖြစ်ရတာငါအများကြီးစိတ်မကောင်းဖြစ်မိရင်ငါ့ကိုခွင့်လွှတ်ကြပါဟေမိန်းကလေးအားလုံးရေချိုးကန်တွင်တန်းစီရေခတ်နေကြစဉ်အင်းဒီကတောင်းပန်လိုက်သည်ဟုတ်တယ်အများကြီးစိတ်မကောင်းဖြစ်နေစိတ်မကောင်းလေအလကားပဲနေကတော့ကျင်းဖောက်ပြီး ဖတ်ပြဖို့ကြံတာကိုနင်းကြောင့်တို့အားလုံးအခုလိုဒုက္ခရတာသိရလားပပကအသာစီရခိုက်မှုအင်းဒီကိုပြစ်ဆိုရင်ကိစ္စမရှိပါဘူးရပါတယ်ဒါမမအင်းဒီအပြစ်မဟုတ်ဘူးကိတ်ကအင်းဒီဘက်မှာကောက်ဝဲလိုက်သည်ဟုတ်တယ်ကိစ္စမရှိဘူးမမအင်းဒီရှိနေသေးတာကိုပဲဝမ်းသာတယ်ကြံတိုက်ရင်တိုက်ပြရစီမော်လီကတကယ်ဝမ်းသာနေဟန်ဖြင့်ပြောသည် ကျေးဇူးတင်ပါတယ်ညီမလေးရဲ့ဟေးအားလုံးပဲပြောစင်စံကောင်းနေနှစ်တိဖြစ်ပါစီအင်းဒီကပြောလိုက်သည်အင်းပြောစရာကောင်းနေနေတယ်ပြောစရာကောင်းလိမ့်မေးအာကြီးကြီးဘဘကမိကရေးတာဖြင့်စောင်းပြောလိုက်စိတ်ပြည့်စရာအကောင်းဆုံးဘွားပဲဒက်ဖီကညီလိုက်သည်ထို့နောက်စကားတန်နေတိတ်သွားပြီးကိုလိုကိုသာကိုဆက်လုံနေကြ၏ အပြင်ဘက်တွင်စီးနင်းနေတဖွဲ့ဖွဲ့ကြနေသည်အာယုံတဲ့၍အလင်းရောင်ရောက်ခဲ့ပြီမိဘမဲကလေးကလေးအားတွင်နှစ်ဟောင်းယွန့်၍နှစ်သစ်ဆန်းခဲ့ပြီတူဝိမေစောင်းဒီနေမင်းသည်စီးနင်းသူကိုဖောက်ထင်းပြီးအလင်းရောင်ခက်ခက်ပြောသောပေးနိုင်ရှာသည်အင်းဒီလေးဘက်ထောက်ကုန်းကကြက်တန့်ရင်တခြားမင်းကလေးများ၏မချေနှက်ချက်များကိုနားထောင်နေသည်တက်ဖီပြောတာတကယ်မှန်သည် တို့ဘဝသည်စိပြက်စရာအကောင်းဆုံးဘဝဖြစ်သည်လွတ်လပ်မရှိသောကျင်းသားဘဝလိုဖြစ်နေသည်အင်းဤထွက်ပြေးခြင်းစိတ်သည်ရခိုင်ကားတက်ပင်ပူ၍ပြင်းပြလာ၏ပထမအချိန်တွင်သူမအောင်မြင်ခဲ့သို့ပေမဲ့ဒုတိယအချိန်တွင်အောင်းကိုအောင်မြင်မည်ဟုသူဆုံးဖြတ်လိုက်သည်ငါဒီနေရာကပြည့်ကိုပြေးရမယ်အခွင့်သာနဲ့တပိုင်းနဲ့ပြည့်ကိုပြေးရမယ်နောက်နေ့ရက်မြောက်တွင်ထွက်ပြေးအခွင့်အရေးကိုအင်းဤမြင်မိသည်မိဘမက်ကလေးများအောင်မစ္စနီယန်ကောင် ကြောင်းတုံတော်တင်မီကလေးတွင်ပင်မင်းကရောက်လာသည်ပင်မင်းဆရာမလူဝါကြီးမက်ကလော့စကီဖြစ်သည်ပင်မင်းလျှော်ရန်အဝိထုတ်ကြီးများကိုကားနဲ့တည်သောကြောင့်သူကိုချစ်စနိုးဖြင့်အထုတ်ကြီးဟုခေါ်ကြသည်သူကလျှော်ပြီးသောအဝိထုတ်ကြီးကိုကားအောင်ဆွေးချလာပြီးမင်္ဂလာပါကလေးတို့လိုအပ်မလိုအပ်အဲ့ခင်းတွေကိုတလားတခါလျှော်ရတော့အကောင်းဆုံးပဲကွယ်ရေမုံမုံနဲ့ပြောလိုက်သည် ထုတ်ကြီးကရှော်ပြီးသားဝိတ်တွေကိုလာပြီးတော့ကကလေးတွေကအရခင်းနဲ့ခေါင်းစွတ်တွေကိုပြင်းပြင်းအကြီးထည့်ပြီးအထုတ်ကြီးအောင်ပြရသည်သူတို့ခေါင်းစွတ်နဲ့အရခင်းတွေကိုဆွဲချွတ်ခါယူနေကြတော့အင်းဒီကအကြံတစ်ခုရလာသည်ချစ်ချင်းမင်းသူ့အကြံကိုအချားမင်းကလေးများအောင်ပြောပြလိုက်သည်သူ့အကြံမှာအဝေဟောင်းနဲ့ထထားသောပြင်းပြင်းအကြီးရဲ့သူ့ဝင်မည် ထို့နောက်ထိုအကြီးကိုပတ်ပေါင်းတဲ့တဖီကိုကဆွဲသွားပြီးပင်မင်းကားဘို့သို့သွားတင်ကြရမည်။အော်တကားဝရင်အထုတ်ကြည့်သည်မစ္စန်နီဂန်နှင့်လေးပြစ်နေစေဖြစ်သည်။ထို့ကြောင့်အင်းဒီသည်ဆွဲတော်အင်းကြီးကိုကမန်းကရန်ဝစ်ပြီးသူ့ချနှောင်းချင်းနဲ့အတူပင်မင်းအကြီးရဲ့ဝင်လိုက်သည်။ထို့နောက်ပတ်ပေါင်းတဲ့တဖီကိုကထိုအကြီးကိုလေးလေးလံလံမှပြီးအောက်ထက်သို့တင်ချလာကြသည်။ဒီထုတ်ကြီးကိုကားဘို့ကျမတို့သွားတင်လိုက်မယ်နော်။ အန်ကဲထုတ်ကြည့်ပပကပြောလိုက်သည်အေးအေးကြီးစွဲကလေးတို့ရင်အိုးမလုံနဲ့မလုံနဲ့မိဆန်နေငန်ကတားလိုက်သည်ဒီနေ့ကသူ့တက်လှုပ်လှုပ်ပေးဖို့ဒီမှာလာနေကြတာမဟုတ်ဘူးကဲထုတ်ကြည့်ရှင်းထုတ်ကြည့်ရှင်းမဲတဲ့သွားကောင်းပါပြီဗျာကောင်းပြီအထုတ်ကြည့်ကပြပြောဆိုဆိုပြင်းပြင်းပြင်းကြီးကိုမာယူပြီးခုံမော်တင်လိုက်သည်ဟမ်ငါဟာဝဲအသက်ကြီးပြီးအားနေလာလို့လားဒါမှမဟုတ် ကလေးတို့ဝစ်စားတွေကအရင်လားကတည်းကပို့ပြီးလေးလာလို့လားအင်းဒီမှာအချီရဲတွင်မလောက်မရှက်ကုတ်ပြီးညင်ညင်ကလေးနေနေရင်မရင်းနေတိန်တိန်ခုန်နေမိသည်မစ္စန်နီကန်ကဒီလောက်အောင်ပါမလားအချီရဲမှာဘာပါလဲဆိုတော့သူအတိအများသိသွားရင်တော့ကျမတို့တကားဖွင့်မိမယ်နော်အန်ကန်ထုတ်ကြည့်ပပာကြီးစကားပြောတဲ့ကိုအင်းနေကြသည်ထို့နောက်အထုတ်ကြီးဖနှက်ချွတ်မှဆင်းသွားတော့ လီလာတိုးတာကိုအင်းဒီခံစားရသည်ပြီးတော့အေဂျီကိုထရက်ကားပေါ်တွန့်တင်ပြီးကားနောက်ဖက်တကားပြမိတန်ကိုကြားရသည်ဒီအဆင့်ထိတော့အိုကီသွားပြီမစ္စန်နီဂန်ဤမျက်စိအောင်မှာပဲဂီဟာပြမတ်သို့ခို့ထွက်နိုင်ခဲ့ပြီဇန်နဝါရီလနနေ့ကင်းစီနင်းတော်ရင်အထုတ်ကြီးကသူ့ကားကို ဆန်နှုတ်နေပြီအင်းဒီကအသက်အောင်ထိုင်ရင်ဖျားထနိုင်မိဆက်တံပေါ်လာသည်သို့တော့ကားမထွက်သည် ထို့နောက်မဲဆန်နေကိန်းလမ်းခေါ်တန်းကျလာရတော့အင်းဒီရင်နေဒင်းငနေဖြစ်သွားသည်အထုတ်ကြီးအထုတ်ကြီးခဏခဏမထွက်နေဘူးဟုတ်ပါပြီသူပြောင်းနေရမဲဆန်နေကန်တိတော့ပါပြီဟုအင်းဒီကတွေးလိုက်မိသည်ထို့နောက်လှီကားမှာမဲဆန်နေကန်ဆင်းလာတန်းကြသည် ရှင်ဘက်နဲ့လောက်တာလေဒီဝတ်စုပ်တွေယူသွားတာရှင်ချမကိုလက်ခံဖြတ်ပိုင်းလေးပြီးမတော့ပါလား။အိုးဟုတ်ပါရင် ျွန်တော်မေ့သွားလို့ပါဗျာခဏကြာတော့မစ်ဆန်နီကန်ဂီယာဘက်သို့ပြန်ထွက်တော့တဲ့ကြာသည်အထုပ်ကြီးကကားကိုပြန်လို့သည်တော်ပါသည်ရဲ့ငါကသူ့ငါပါသွားတာတိလို့လိုက်လာတာမှတ်တာအင်းဒီကသူ့ကိုသူပြောမိသည်ထို့နောက်ဝူးနဲ့ဆက်တန်ပေါ်ထွက်လာပြီးပြင်းပြင်းကားကြီးမောင်းထွက်လာခဲ့တော့သည်အင်းဒီလွတ်မြောက်ခဲ့ပြီနောက်မိနစ်အနည်းငယ်ကြာသောအခါမိရမက်ဂီယာရင်းမစ်ဆန်နီကန်က ိန်ကလေးများကို ကြောက်မို့မီထောင်မုံစံတိုင်းတန်းစီ လူစိမစီတယောက်စီရွတ်သည်14 15 16မေဆန်နေကန်ကရေတွက်နေသည်ဤဇမောအင်းဒီကောအင်းဒီဘမလေးအဲ့ဒီအင်းဒီအင်းဒီမရှိတော့ဘူးဆရာမကြီးမိန်ကလေးများကတန်ပြန်အောင်ပြလိုက်ကြ၏အင်းဒီအငယ်အထုပ်ကြီးနဲ့ပေါသွားပြီဆရာမကြီးပပကပြောလိုက်သည် ပင်မင်းအကြီးရဲ့ဝင်လိုက်သွားတာတက်ဖီကထပ်ပြောလိုက်သည်ဘာဘာပြောတယ်အင်းဒီပါသွားပြီဟုတ်လားမစ္စန်နေကန်ကမြက်ကလူးဆက်မြောက်အောင်ပြောလိုက်ပြီးအဆက်မပြတ်ဝီစီမုံရင်ဂီဟာချက်ဝင်းတကားသို့ပြေးထွက်လာသည်ပြီးတော့တန်ကုံလန့်အောင်လိုက်သည်အထုတ်ကြီးအထုတ်ကြီးပြန်လာခဲ့ဦးပြန်လာခဲ့ဦးရဲ့ရဲ့သို့တော့အထုတ်ကြီးကမကြတော့ဘူးအင်းဒီလွတ်မြောက်သွားပြီ မင်းဆန်နေကန်ကကြောကြောအခေါ်ရင် လမ်းမကြီးတိုင်းသူယူသေးတယ်ပြေးလိုက်သွားသည်မိန်းကလေးတွေကအားရဝမ်းသာလိုက်အောင်နေကြသည်ကောင်းနေတိတ်ကောင်းနေအင်းဒီတယောက်တော့ဒီငရေကြီးတွေကလွတ်မြောက်သွားပြီကိတ်ကောင်းအော်ပြောလိုက်သည်အင်းဒီထွက်ပြေးနေအောင်အခုညီပေးခဲ့ကြသည့်တော်သူတို့အားမင်းဆန်နေကန်ကဒဏ်ခတ်ပြပြမိဆိုသည်ကိုသူတို့သိချသည် သို့တော်လေသူတို့ကကြည့်ုံဆိုင်ကြည့်ုံဆိုင်သည့်အပြင်တပြောတပားကြီးကောက်ခုံရင်ပင်နေလိုက်ကြသည် တို့ဝိမေသူတို့လိုမပြောနိုင်သူတယောက်ကတော့မော်လီမော်လီကလေးဒီကီယာမန်တကားတွင်မျက်နှာအံ့ရင်းအပြင်ဘက်သို့လှမ်းကြည့်နေသည် သူပါပြန်တစ်ဖက်တွင်လေမျက်ရည်တွေစီကြလျင်သူလွန်ချစ်သောမမအင်းဒီမရှိရော သူ့ကိုပြစ်ထားခဲ့ပြီးထွက်သွားလိမ့်ပြီအင်းဒီဒီထွက်ကားကြီးနောက်ခံမှာပြင်းပြင်းအကျဉ်းတွင်မလုံမရှက်ငြိမ်သက်စွာဖြင့်9မိနစ်ခန့်လိုက်ပါလာသည်ပြင်းပြင်းကားကြီးကီယာနှင့်ဝင်းနေသည်မြောက် ဝေးဝေးသို့အမြန်ဆုံးရောက်ဖို့ကိုသာသူစိတ်ဆောနေမိထို့နောက်သူသည်ပိတ်လောင်မွန်ကျနေသောအေဂျီအမ်မှပြန်ထွက်ပြီးကားနောက်ခံမမမဲကြီးရဲတွင်ထရလိုက်သည်ထရက်ကားကြီးသည် လမ်းမပေါ်တွင် တူးဟုမြည်ရင်အရှိန်နဲ့ပြေးနေအတော်ကလေးကြတော့ကားကြီးတုံငနဲ့ထိုးရဲသွားသည်မိမိမိပွိုင်းနေလာဆောင်ချင်းဖြစ်သည်အီဒီကနောက်တကားကိုတာလေးဖွင့်ပြီးအပြင်းမဲ့ကိုချောင်းကြည့်လိုက်သည်။ကောင်းသည်တက်တရရိတ်တော်လန်းနေ ရှိစလီလန်းတော်တွင်ရက်နေခြင်းဖြစ်၏။အင်းဤသည်ကာဝတ်မာလီမြန်ခုံစင်းပြီးတကားပြန်ပင်လိုက်သည်။ပြီးတော့အရှိစလီလန်းတိုင်းဆွတ်ပြေးလာခဲ့သည်။အကြမီတွင်ပင်ပြည်နာဆုံးရင်မြတ်တို့တွားနေကြသည်လူအုပ်ထဲသို့ဝင်းရောက်သွားတော်သည်။အင်းဤကလွတ်မြောက်ခဲ့ပြီ။လွတ်မြောက်ခဲ့ပြီ။သူ့ဝိမေသူမှာတကူရီအတိအကျမရှိပတ်စံမရှိသွားစံနေစရာလည်းမရှိ။ချန်ရီလာသောဇန်နဝါရီလနေ့တွင်နယူးယောက်မြို့တော်ကြီး အလေနိုင်အဖုံမပေါင်းသူတယောက်တင်အရှိဆက်လေးလန်းတွေလေအေးကတဟုတိုင်နေသည်အင်းဒီသည်ဆွေတော်အင်ကြီးကိုတင်းကျက်စွာဆွဲကထားလိုက်သည် သူလောလောဆယ်ဘာလို့ရမလဲဟုစဉ်းစားကြည့်သည်တခြားဘာမှလုပ်စရာမရှိပြောင်းစုံနေသောသူ့ဖြစ်ဖြစ်နေမမီတို့ကိုလိုက်ရှာရတာရှိတော်သည်အင်းဒီသည်မိရမေဂီဟာထဲရင်သာနေလာခဲ့ရတော်လေယခုချိန်တွင်ညောမျိုးတော့ပေါင်းဝင် မေရိကန်တနိုင်ငံလုံးစီးပွားပြက်ကက်ဆိုင်နေသူကိုရည်တည်တည်တော့သဘောပေါက်မိသည်သူဝိမေရင်းစီးပွားပြက်ကက်သည်အမေရိကန်နိုင်ငံသမိုင်းတွင်အဆိုရဆုံးစီးပွားရေးကြဆင်းခြင်းဖြစ်ကြောင်းကိုတော့သူလုံးဝမသိ1933ခုနှစ်ကအမေရိကန်နိုင်ငံ၏လူဦးရေတန်ပေါင်း150နီးပါးရှိနေချိန်၌အလုလမဲ့ဦးရေမှာ15သန်းကျော်၏လူတန်ပေါင်းများစွာတို့သည်စီးပွားပြက်ပြီးဥမဲ့အိမ်မေဖြစ်သွားကြသည်အငတ်ပြီးကြုံကြသည် စီးပွားပြက်ကက်သည်အခြားဒေသများထက်နယူးယောက်မြို့ကြီးကို ပို၍ပြင်းပြင်းထန်ထန်ရိုက်နေသည်နယူးယောက်တွင်လူသုံးယောက်နှင့်တယောက်အလုလက်မည်ဖြစ်နေ၏အလုရှိသူများမှလည်းမငတ်ယုံတမင်များသာရက်တည်နေကြသည်စီးပွားပြက်ကက်ကိုစတင်ခဲ့သော Wall Street စီးပွားရေးဗဟိုချက်ချနေမည်တွင်အမေရိကန်နိုင်ငံ၏အချမ်းသာဆုံးစက်မှုလုပ်ငန်းရှင်ကြီးများဗန်တရေးကြီးများနှင့်စတော့ပွဲစားကြီးများမှ နေချင်းညချင်းဝေးပြောင်ချသွားခဲ့၏ ယခု1933ခုနှစ်အေးဒန်ပြင်းထန်လာသောဆောင်းကာလတွင် စီးပွားပြက်ကက်သည်အနိုင်ဆုံးဆင့်သို့ရောက်လာရာအချိန်သောကာလကဗန်ဦးထားကြီး၏ဖြစ်ခဲ့သောပုံကုများသည်ဖနက်ဆိုင်တွင်အယောင်စီ ဝင်လုံနေကြသည်လမ်းကျိုလမ်းကြားတွင်တန်းတီးရောက်နေကြသည်1932ခုနှစ်နိုဝင်ဘာလတုန်းကအမေရိကန်မဲဆန္ဒရှင်များကသူတို့နိုင်ငံ၏အကြီးအကဲဖြစ်ဖရန်ကလင်ဒီရူးစဝဲကိုသမ္မတအဖြစ်ရွေးကောက်တင်မြှောက်ခဲ့ကြသည် တမရသည်ရုစဝေကစီဝပြက်ကက်ကို တနည်းနည်းဖြင့်မိမိအဆုံးသတ်ပါမည်ဟုကြတိပေးခဲ့သည်သို့တော်လေ1933ခုနှစ်ဇန်နဝါရီလအထိတမရအသည်ရုစဝေကတမရရာရုကိုလက်မခံသည် စီဝပြက်ကက်နှင့်ပတ်သက်၍ဘာတစ်ခုမျှထိထိရရောက်လုပ်မပေးနိုင်သည်လက်ရှိသမရာဟူပါပင်လင်းအင်ဖြူရိုနိုင်ရှိနေစေဖြင့်အမေရိကန်ပြည်သူတို့၏လူနေမှုပွားသည်အောက်ဆုံးအဆင့်ထိရောက်လာသည် အားလုံးမျောလင့်ချက်ကင်းမဲ့နေကြသည် ထို့ကြောင့်ယခုနှစ်ဇန်နဝါရီလ၏နေ့တစ်နေ့တွင်အင်းဒီကလေးမှအရှိစလီလန်းမွန်၌တယောက်တည်းခိုက်ခိုက်တုံလျက်အဆူရဆုံးအေးဒဏ်ကိုအလူအလင်ခန်းစားနေရရှာ၏အင်းဒီညယောက်မြော်လမ်းမြော်ဝရင်ရည်ရချက်ကင်းမဲ့စွာဖြင့်ဥတီယာလျှောက်သွားနေသည်သူဖြစ်ပေ၏မမေတို့အောင်ဘေးညာသွားပြီးရှာမှန်းလေသူ့လုံးဝမသိသူသည်သူ့အနီးမှဖြတ်သွားသောလန်သောလန်သာတရားရအောင်မချာခဏစီတော်ပြီးလက်အိတ်ကို ုတ်ခါမိတဲ့သည်ဌာနေဦးဦးရဲ့လွန်ခဲ့တဲ့စတတင်းလောက်ကမြွေရမယ့်ကလေးကေးဟာမှာအင်းနီလို့ခေါ်တဲ့ကလေးမလေးတယောက်ကို ထားပစ်ခဲ့တဲ့လေးမျိုးကိုများဦးဦးတည်တလိုင်းသူ့ဝိမေထို့သူများကအင်းနီအားအယူမလေးတယောက်လိုသဘောထားပြီးတစ်ချက်ဆောင်ကြည့်ကဟင်မသိပါဘူးဟူ၍အမြဲတမ်းပြန်ပြောသွားကြ၏တော်တော်ကလေးညနေဆောင်လာတော့ နေဝန်ကြီးသည်နှင်းမြူတွေဆိုင်နေသောဟန်ဆန်မြစ်ပေါ်သို့နှိမ့်စင်းကြလာသည် လေးကားလိုက်တဟုဟုတိုက်လာသည်အေအေးဒီဂရီလေး15ဒီဂရီထိကျဆင်းလာ၏အနှွေးရဲဆို၍ဆွဲတာတစ်ထည်သောဝှက်ထားသောကြောင့်အင်းဒီမှာချမ်းရင်လွန်၍တွားမြပင် တကက်ကက်မြောင်ရိုက်ခတ်လာသည်သူသည်တနေရာတွင်လမ်းပင်မိဖို့၌ဝိုင်းထိုင်ကမီးလုံနေသောပန်တီယောင်သမားတစုကို တွေ့ရ၏သူလည်းမီးဝနာကတ်သွားပြီးလက်တွေကိုမီးကျင်သည် အတော်လေးနေထွေးသွားပြီးအချမ်းတက်တော်သွားသည်သူ့ဝိမေသူ့လွန်ဆာလာသည်ဒီနေ့လုံးဘာမှမစားခဲ့မယ်အခုမှတတိယမိတော်သည်ဦးရဲ့သူကနေမှပန်းစည်းတဲ့တယောက်ကိုပြောလိုက်သည်မိမမဲ့ကလေးရဲ့ပြော့ပစအတွက်ပန်းစည်းတစ်လုံးလောက်လှူပါလားဦးရဲ့အာရပါတယ်ကလေးရဲ့ဘသူမှလာမလို့တူတူအလကားလိုရတာပေါ့ဟုတ်လားကျေးဇူးတင်ပါတယ်ဦးရဲ့ အင်းဒီကပန်းသီးနီနီကြီးကိုလှမ်းယူရင်းပြောလိုက်ထို့နောက်ပန်းသီးတွေကဒါနဲ့ပြောပွဲစားကဘယ်တော့လဲကွအခုသမီးဆဆားတဲ့ချိန်မဲ့ဦးရေအင်းဒီကပြုံးရည်ပြီးပြောရင်အေးဆက်ပြီးအရေရွှွင့်နေသောပန်းသီးကြီးကို အားရပါရကြိုက်စားလိုက်အင်းဒီခေကြီးမှဘသူမှမယုံရပါလားကွပန်းသီးတွေကဥကောင်းတရရန်ပြင်ရေရွတ်လိုက်လိမ့်သည်